ဒီနေ့ကျွန်တော်တို့ဆင်ခြင်ခွန်အားယူမယ်နှုတ်ဘတ်တော်ကတော့ခုနဖော်ွားတဲ့ဖတ်သွားတဲ့ကျမ်းချက်လေးနှစ်ပိုက်ဖြစ်ပါတယ်။ခေါင်းစဉ်ကတော့နောက်ဆုံးလို့ပေးထားတယ်။လူတိုင်းကဟိုရှေ့ဆုံးမကြိုက်တဲ့လူများတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဝင်းကျင်ပေါ့ကျွန်တော်တို့တိတဲ့အရာတော်တော်များများကျွန်တော်ဖျားရှိုးပဲဥဆောင်လာတာဟုတ် ဖျားစကိုဥဆောင်တဲ့အခါမှာအရှိဥတိုးပါတစ်ချိန်ပြောလဲမလာဘူးနှစ်ကြိမ်ပြောလဲမရဘူးဖျားရှိကိုတွေမှာဟိုးအနောက်ဆုံးနေရံကိုကပ်ပြီးတော့ထိုင်ကြလူကနောက်ဆုံးကြိုက်ဒါမှဆောင်းဝဲတွေဖြည်တဲ့အခါကျတော့နောက်ဆုံးကမကြိုက်နော်ခြေဆုံးမှာအဆင့်တက်တို့နှစ်တို့သုံးလို့ဟဲ့အဲ့လိုမျိုးကြိုက်တယ်ဒါမှလူကကြိုက်မတူတာလားတော့မသိဘူးကောနော်တချို့က ိုနေတဲ့ဥမာဖះချောင်းလာတက်ပြီးဆိုဘယ်ကနေစထိုင်လဲဆိုဟိုနောက်ဆုံးကနေထိုင်အရှိကိုနေရာသွားချရင်ဘတ်ဆူဝိုက်ွားဟိုဘက်ခန်းတော့အဲဒီလိုမိုးလေးတွေလူရဲ့အချင်းဇိရိုက်လေးတွေရှိကြနောက်ဆုံးမှနောက်ဆုံးမှဖះရလေအဲ့တိုင်းပဲနောက်ဆုံးမှကဲတင်တဲ့အဖြစ်ပြက်တွေရှိတခါလေကြာကျွန်တော်တို့ဘလောက်ဆုတောင်းတောင်းဘလောက်ပဲငိုငိုဘလောက်ပဲမျက်ရည်ကြကြ မြတ်ရည်တွေပဲခုနအဆိုဝါဆိုအထက်ကိုဘလောက်ပဲတက်တက်မကူညီတဲ့ချိန်ကြီးရှိဖယားကနားမညောင်းတော့ဘူးဖယားကသူ့ချိန်နဲ့သူရှိလွယ်လွယ်နဲ့ရဝိုင်းတန်ဘူးမထားတတ်လို့ဖြစ်တခါတရံကြရင်ကျွန်တော်တို့လိုတာတောင်းတယ်နော်ဖယားကတောင်းတာနဲ့ပေးလိုက်အဲ့ဖယားဘလူးကတန်ဘူးမထားတော့ကျွန်တော်တို့ခက်ခက်ခဲခဲ နောက်ဆုံးအချိန်ကျမှပြန်ရတဲ့အရာကအလွန်မတန်မှမုံမြတ်တဲ့အလွန်မတန်မှတန်ဖိုးရှိတဲ့ဖရာရဲ့စုကျေးဇူးဖြစ်တယ်။နောက်ဆုံးကအလွန်မတန်မှကျွန်တော်တို့ဘဝအသက်တာအတွက်ကောင်းမွန်တဲ့အရာဖြစ်စေ။နောက်ဆုံးဆိုတဲ့ဇာတ်ကားမှာကြောက်ရတဲ့နေရာတနေရာရှိနောက်ဆုံးထွက်တဲ့ဘလူးမှကျွန်တော်တို့ ဟိုနားနဲ့တောင်မကြားချင်အဲ့ဟာကြီးကိုတွေးဖို့မပြောနဲ့ငါဆန့်ငင်ဆန့်ငင်နဲ့နော်ဂဒင်ပေါ်မှာနှာခေါင်းအပိုက်ကြီးတန်းတန်းနဲ့နောက်ဆုံးထွက်သက်ဘလူးမအဲ့စကားမကြားချင်ကြမ်းကြမ်းပါမှာတန်တန်စွန်းစွန်းနဲ့နေချင်ကြတယ်နောက်ဆုံးတော့ဒါပေမဲ့ထူးကြတာဖခင်ကနောက်ဆုံးကျွန်တော်တို့ဘဝမှာနောက်ဆုံးမရှိအောင်ဖခင်ကပြင်ဆင်ပေးတယ် ကျွန်တော်တို့အဆုံးနာနဲ့တစ်ဖက်မှာအဆကိုပြားပြန်ကူးပြောင်းစီတယ်ထာဝရအသက်ရှင်ခြင်းလမ်းကိုပြားပေးတယ်အဲကြောင့်မို့ကျွန်တော်တို့ဘဝတက်တာမှာနောက်ဆုံးကအလွန်မတန်မှအရေးကြီးတဲ့အရာကိုပြန်ပြီးတော့ကျွန်တော်တို့ဘဝရဲ့ယုံကြည်ခြင်းကိုတိုးဝါစေတယ်နောက်ဆုံးအချိန်ကနော်တဖက်ကန်းကိုကူးသွားရင်ထာဝရအသက်ရဖို့ပို့ဆောင်တဲ့အချိန်ဖြစ် နောက်ဆုံးဆိုတာအလုံးတန်မတန်ဖိုးကြီးရဲ့အရာဖြစ်တယ်။ရုပ်ရှင်အောင်သွားကြည့်နောက်ဆုံးတန်းကအလုံးတန်မကောင်းတယ်။ခြေဆုံးတန်းမှာဘလူးမှမထိုင်ဘူး။ရုပ်ရှင်အောင်သွားကြည့်တဲ့အခါကျဘာကြောင့်လဲဆိုခေါင်းမောလေပင်ကအညောင်းဟိုးကနေအပေါ်ကနေရုပ်ရှင်အောင်ဆိုတာအပေါ်ကကိုကနေလှမ်းကြည့်။အိုက်ထာထက်ထူးကြတယ် ကောင်မလေးနဲ့တွားရင်ဘယ်တော့မှအရှိဆုံးတန်းမှမထိုင်ဘူးကြ။နောက်ဆုံးမှပဲထိုင်။ဘာကြောင့်လဲ။အနောက်ကလူကသူတို့မြင်မှဆိုလို့။နောက်ဆုံးမှဆိုတော့ဘလူးမလည်းမမြင်ဘူး။နယံပဲရှိ။အဲ့တော့နောက်ဆုံးကအလိုမတန်မှကျွန်တော်တို့ကြိုက်နှစ်သက်တဲ့အရာဖြစ်တယ်။ဒါပေမဲ့လူကျင်တဲ့အရာတော့မဟုတ်။နော်လူကျင်တဲ့အရာတော့မဟုတ်။ဒါပေမဲ့ကြိုက်။အဲ့တော့တမန်ကျမ်းစာထဲမှာနောက်ဆုံးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးလေးခုကိုကျွန်တော်တို့ဒီနေ့ဆင်ခြင်ပြီးတော့ခွန်အားယူဖို့ဖြစ်ပါတယ်။ဖျားစကားနားထောင်တဲ့လူလေးယောက်ရှိတယ်။တန်လီလာတို့ညီကိုဟိုမောင်တငယ်ချင်းလေးယောက်နော်။တန်လီလာတို့တငယ်ချင်းလေးယောက်ရှိတယ်။အဲ့တော့သူတို့ရဲ့လေးယောက်ရဲ့အတက်တာမှာကြည့်ရင်သူတို့ကဖျားစကားနားထောင်နော်။ဖျားမကြိုက်တဲ့အရာကိုသူတို့မလုပ်ဘူး။ ဖះကိုသူတို့ဝိပြုရမယ်ချိန်တိုင်းမှာသူတို့ဝိပြုနောက်ဆုံးဗိမာန်တော်မရှိတဲ့နေရာမှာရောက်နေတာတော့မှဘာလို့လဲဆိုဗိမာန်တော်ရှိမဲ့နေရာဘက်ကိုလှည့်ပြီးတော့စုတောင်းရတဲ့ပုံစံတွေဖြစ်အဲ့လိုပုံကိုတွေကကျွန်တော်တို့မီးချင်းနဲ့ကျွန်တော်လက်ကိုချင်းရင်တော့တော်တော်ပူတယ်နော်မီးဖို့တဲ့ကိုချမယ်တဲ့သူတို့ကိုယ်ဝယ်ခိုင်းတဲ့ ်ထုလောက်ထားတဲ့အယုတ်ထုယုံမကိုဝဲမိဖို့တဲ့ကိုချက်အဲ့တော့ဒီ၄ယောက်၃ယောက်ကလုံးဝမကိုဝဲသူတို့မကိုဝဲဘူးရတယ်သူတို့အချိန်ထပ်ပေးတယ်မင်းတို့နောက်ဆုံးချိန်ငါပေးမယ်နော်ဘယင်ကြီးကတနာလို့နောက်ဆုံးအခုခရံရိုးတဘိုးခရံမှုတ်လိုက်တာလေမင်းတို့ အခုဥချပြီးတော့ဝိပြုလိုက်နောက်ဆုံးချိန်ပြေးတယ်မယူအဲ့တော့ညဖခင်ကျွန်တော်တို့ကိုးဝယ်တယ်ဖခင်ကဲရင်လဲကဲမကဲရင်လဲအရှင်မင်းကြီးရဲ့ဖခင်ကိုမကိုးဝယ်နိုင်နောက်ဆုံးချိန်ကြည့်သူတို့ရွေးချယ်လို့ရနော်ဒီဟာလေးကိုကနောက်ဆုံးမယ်ငါတို့ကိုသွားပြီးဥချလိုက်ဒီပူလောင်တဲ့ မိတဲ့ဟုတ်တို့မစင်းရဒါပေမဲ့အဲ့နောက်ဆုံးချိန်ကြီးကိုခေါင်းမာတယ်လို့ပဲပြောရမှာဒီလူတွေနော်ယုံကြည်ခြင်းခေါင်းမာလုံးဝမလုံးဒါပေမဲ့သူတို့အဲ့နောက်ဆုံးဘရင်ရဲ့အခွင့်ပေးပေမဲ့နောက်ဆုံးချိန်ညာရှိသေးတယ်တကယ်မိတဲ့ဟုတ်ကြားတယ်ချိန်အဲ့နောက်ဆုံးချိန်မှာမိတဲ့လဲရောက်သူတို့လောင်ရမယ်ချိန်မှာမလောင်ဘူးတဲ့ ူတို့ချတဲ့လူတွေကမီးအရှိန်ခုနစတိုးလိုက်တဲ့အတွက်ကြောင့်ချတဲ့လူကအပေါ်မှာလောင်တယ်ကြာသွားတဲ့လူကမလောင်ဘူးသူတို့ရဲ့နောက်ဆုံးချိန်ပူရမှာလောင်ရမှာအသားတွေဗက်လိုက်กว่าမှာအညွန်နဲ့နေတောင်းတောင်းထသူတို့ရဲ့နောက်ဆုံးချိန်မီးထဲမှာပတ်လျှောက်လူလေးယောက်ချလိုက်တာ၃ယောက်၄ယောက်ပတ်လျှောက်ဒီနေ့ ဒီလူတွေပြောမှာဗောနေ့တိုင်းဆူတောင်းမှာဗောဖះကိုရောကိုကိုးဝယ်တာဘာကြောင့်အခုကျွန်တော်တို့ရှေ့မှာမီးဖို့ပဲရှိတော့မီးရလဲခုနစတင်လာပြီကျွန်တော်တို့ဘယ်လိုလုပ်ရမှာကိုရောကျွန်တော်တို့ကိုစွန့်ပစ်ပြီလားပြောကောင်းပြောလေဒါပေမဲ့ဖះကိုယုံကြည်တဲ့သူဖះမကြိုက်တာဘူးမလုပ်တဲ့သူရဲ့နောက်ဆုံးကသူတပားချီးမွမ်းပွဲ ဟာငါတို့ချလိုက်တာ၃ယောက်ဟိုမှာချင်း၄ယောက်ချင်း၁ယောက်ကဖျားအသာတားတော်ရဲ့တံတန်နဲ့ဒူတယ်ချက်ချင်းသူတို့ပြန်ခေါ်တိုင်းသူပြည်သားတွေကိုပြောတယ်ရှာရန်မေရှက်ဗေလီကိုသူတို့ကိုးဝယ်တဲ့ဖျားဟူဘလူးမှာမစော်ကမပြစ်မာရသူတို့တွေ့ပါတယ် ဒီနောက်ဆုံးချိန်မှာတကယ်လို့လားဒီနောက်ဆုံးချိန်ကိုသူတို့လက်မခံလိုက်ရင်ဖျားရဲ့ဘုံတော့ကြီးမြတ်ဖို့ရမှာမရှိသူတို့ကိုယ်တိုင်လည်းမြင်ရမှာမဟုတ်ဘူးတိုင်းသူပြည်သားတွေလည်းအသက်ရှင်တဲ့ဖျားကိုမြင်ရမှာမဟုတ်ဒါပေမဲ့ဒီနောက်ဆုံးချိန်ထိသူတို့ကြံ့ကြံ့ခံပြီးတော့ယုံကြည်ခြင်းတရားပေါ်မှာတည်ဆောက်တဲ့အခါသူတို့ပဲကဲတင်ခြင်းမရဘူး အသက်ရှင်တဲ့ဖခင်အကြောင်းတတိုင်းပြည်သုံးတော့တိမိခုနစတင်လိုက်တဲ့ထင်းကိုချလိုက်တဲ့လူသုံးယောက်မိတစ်ဆက်မှမလာသူတို့ကိုးဝယ်တဲ့ဖခင်ကထာဝရဖခင်ရှင်ဖြစ်တယ်ဆိုတာတတိုင်းပြည်လုံးသိရှိကြစစ်တော်ကြီးတို့မှာမှာဒီနေ့ကျွန်တော်တို့နေ့စဉ်ရှောက်လန်းနဲ့လန်ခီးမှာ ကျွန်တော်တို့ကိုစိန်ခေါ်တဲ့အရာတွေအများကြီးရှိအဲ့စိန်ခေါ်ခြင်းတွေမှာယုံကြည်ခြင်းတရားနဲ့ကျွန်တော်တို့ရှောက်လန်းဖို့ရန်အတွက်အရေးကြီးတယ်တခါတရံကြရင်ငါရက်လိုက်တော့မယ်ငါမလုံတော့ငါဖျားလည်းငါစကားကိုလည်းနားမထောင်ငါမျက်ရည်တွေလည်းမတုပ်ပေးဘူးငါဒုက္ခတွေလည်းမသိဘူးမဟုတ်ဘူးနောက်ဆုံးချိန်ဆိုတာအလွန်တန်မှတန်ဖိုးရှိတဲ့ကောင်းကြီးမင်္ဂလာကို မြင်တွေ့ခံစားရဖို့ဖြစ်အတွေ့အကြုံရတဲ့စုံစမ်းခြင်းတွေကိုရဲရဲရင်းရင်းနဲ့ကြံ့ကြံ့ခံပြီးတော့တိုက်လှန်မှသာကျွန်တော်တို့ကြီးမြတ်တဲ့ဘုရားရဲ့ဘုန်းတော်မြင်တွေ့ရမှာဆိုတာဒီသုံးဦးအဖြစ်ခွန်အားပေးလို့ပါနောက်တစ်ယောက်ကတော့ကျွန်တော်ရောသက်ဖြစ်ရောသက်ရဲ့အတ္တဒါလွယ်လွယ်ကူကူနဲ့ကြီးပြင်းလာရတာမဟုတ် နော်မေတူအဖေတူမေကွဲသာသမီတွေရဲ့နော်ကြီးတဲ့လူကငယ်တဲ့လူကိုဟိုအနိုင်ကျင့်တဲ့အနေထားနော်အဖေရှိမှာတော့ဟိုမျက်နှာသာပေးအဖေကွယ်တာနဲ့ခေါင်းခေါက်တယ်အဖြစ်မျိုးဒါရောတက်ကိုလုံးဝမကြည်နှက်ကြအကြီးကိုတွေကတွေ့တဲ့နေရာမှာတတ်ဖို့ချောင်းမြောင်းနော်ဘုရားရှင်ပြောရင်ပြဿနာ ကြီးတဲ့ပြဿနာတွေမှာကြီးပြင်းလာတဲ့ကောင်လေးတယောက်ဖြစ်မနာလိုမုန်းတီးမှုတွေနဲ့နေ့တိုင်းအသက်ရှင်တနေ့သူ့ကိုသူ့အကိုတွေဖမ်းပြီးတော့တတ်ဖို့လုပ်တယ်အကိုတယောက်ကအကြံပေးတယ်မတတ်ပါနဲ့မတတ်တော့ရေတွင်းထဲကိုချလိုက်ကျွန်တော်တို့အရေတွင်းထဲမှာသူဘလောက်ကြာကြာနေနိုင်မလဲเนาะရေတွင်းရေတော့မရှိဒါမဲ့အသက်ရှင်လို့သူ ဘဝမှာဟုတ်တယ်။ဒါမှဘုရားကရေတွင်နဲ့ကြပြီးတော့မောက်ပြင်ဆင်ပြီးရေတွင်ရဲ့အပြင်မှာမပြင်ဆင်ပေးဘူးနော်။ဖမ်းပြီးတော့ဟောင်းမှာကုန်းတယ်လေးလားလေးရောင်းလိုက်ပါမဟုတ်ဘူး။ရေတွင်နဲ့ကိုချပလိုက်ပြီးတော့မောက်ပြင်ဆင်ပေးတာကုန်းတယ်ကြီးရရောက်။သူ့ရဲ့နောက်ဆုံးချိန်မှာတိုင်တစ်ပါးကိုရောင်းစားခံရောင်းစားခံရတော့သူ့ရဲ့ဘဝကနောက်ဆုံးလားဆိုတော့လေမဟုတ်သေးဘူးဗျ။ သူများမရရဲ့ဆွဲဆောင်မှုကိုခံရအဲ့ဆွဲဆောင်မှုပေါ်မှာမตายရပဲနဲ့ဖះမကြိုက်တဲ့အလုပ်နော်ငါမလုပ်ဘူးဖះပေါ်မှာတစ္ဆာရှိရှိနဲ့အသက်ရှင်မယ်ဆိုတဲ့လူနောက်ဒုက္ခတစ်ခုထပ်တွေ့ထောင်ကြထောင်ကြတဲ့ခါမှာထောင်ထဲမှာလုံရင်ကင်လုံရင်ကင်နဲ့အစီကင်နဲ့မျက်နှာသာရတယ် သူကျေးဇူးပြုတယ်ကျေးဇူးပြုတဲ့လူတွေကသူ့ကိုမှတ်တောင်းမမှတ်မိတတိတောင်မထားမိဟိုလူတွေဒုက္ခရောက်မှသူ့ကိုအောင်းမိတာအာကျွန်တော်တို့အိမ်မက်ပြန်နိုင်တဲ့သူထောင်ထဲမှာရှိတယ်ဆိုတာဟိုလူတွေဒုက္ခရောက်မှအောင်းမိသူ့ရဲ့နောက်ဆုံးသူချောချောမွေ့မွေ့နဲ့ဖြတ်တန်းခဲ့ရတဲ့အရာဘာမှမရှိမောင်မဲနေတဲ့ တွင်းထဲကိုကြာပြန်ဆွဲတင်တယ်အာကျေးဇူးတင်ရမယ်မှတ်တယ်လူများကိုကျွံဖြစ်ရောင်းစားကျွံအိမ်မှာနော်ဒီကျွံလုံးနေနဲ့တကယ်ကိုတထေးရဲ့အာကိုမှုကိုခံရတယ်သူ့မိမမတရားပြောတဲ့အတွက်ကြောင့်ထောင်ကျဒီအရာတွေပေါ်မှာ तू ဟာဖျားရဲ့အလိုတော်တိုင်းဖះမကြိုက်တဲ့အရာတွေကိုစင်ကျင်ခြင်းအပြင်သူ့ဘဝအသက်တာ နောက်ဆုံးချိန်ကောင်းကြီးမင်္ဂလာကိုသူခံစားရဣတရေလလူမျိုးတယောက်ကဒီလိုမျိုးတိုင်းပြည်မှာဘီရင်ကံဖြစ်လာဘူးဘလို့မှမဖြစ်နိုင်အေဂုတုပြည်ကျွန်တယောက်ကဘီရင်ကံဖြစ်လာဘူးဘလို့မှမဖြစ်နိုင် ထောင်ကျနေတဲ့လူကဘီရင်ကံဖြစ်လာဘူးမဖြစ်နိုင်ဒါမှမဲ့ဖီးယားကဖြစ်စီသူ့ဘုံမှာတစ္ဆာရှိတဲ့သူ နောက်ဆုံးချိန်မှာကောင်းစားရတဲ့အခွင့်ဖျားပေးတယ်။တကယ်ပဲရောသက်သူ့အကိုရီနဲ့တွေ့တဲ့အခါသူ့ကိုရီကသူ့ကိုရောင်းစားခဲ့တယ်။ကျွန်တော်တို့ခွင့်လွတ်နိုင်မခွင့်လွတ်နိုင်ဘူးကျွန်တော်တို့။ဒါမဲ့သူကခွင့်လွတ်တယ်။မင်းတို့လောက်တာမဟုတ်ဘူး။ဒါကဖျားပြင်ရှင်။ဘာကြောင့်လဲဆိုဒီခုနှစ်နှစ်အတွင်းမှာအစာတွေစုမစောင်းနိုင်ရင်နောက်ခုနှစ်နှစ်မှာ ပြည်သူတွေအကုန်သိအဲ့အတွက်ဘုရားကပြင်ဆင်ထားတာသူဘာပြောလဲဆိုဘုရားသခင်ဒီလူတို့အသက်ကိုစောင့်မစေခြင်းကတင်တော့ရှေ့မှာကျွန်ုပ်ကိုစေလွတ်မင်းတို့ငါ့ကိုရောင်းစားတာမဟုတ်ဘုရားကလွတ်ဘုရားပေါ်မှာနောက်ဆုံးအချိန်ထိသစ္စာရှိတဲ့သူရဲ့အသက်တာဖြစ်တယ်။ကောင်းကြီးမင်္ဂလာကိုခံစားရတယ် ဘလောက်တိတစ္ဆာရှိလို့ तू အကောင်းကြီးမင်္ဂလာကိုဘလောက်ခံစားရလဲဆိုတေတဲ့အယိုးတော်မှာခါနံပြည်တဲ့ကိုဝင်လာထမ်းပြီးတော့ဝင်ရတဲ့ကောင်းကြီးမင်္ဂလာပေးချစ်တော်ညီကောင်မောင်ဒီနေ့ကျွန်တော်တို့ဖရားဘတ်မှာတစ္ဆာရှိခြင်းအပြင်ကျွန်တော်တို့ကောင်းကြီးမင်္ဂလာခံစားရတဲ့သူတွေဖြစ်ဖို့ကျွန်တော်တို့ကြိုးစားရကျွန်တော်တို့တစ္ဆာရှိခြင်းကိုရိုက်ချိုးမဲ့အရာတွေအများကြီးပဲ ချားလိုက်မဲ့တွင်းတွေအများကြီးပဲရောင်းစားလိုက်မဲ့အရာတွေအများကြီးပဲကျွန်တော်တို့ကိုစွဲဆောင်လိုက်မဲ့တဏှာရာဂတွေအများကြီးပဲကျွန်တော်တို့ကိုချုံနောင်ထားမဲ့ထောင်နေတူတဲ့အရာတွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့နောက်ဆုံးချိန်ထိသစ္စာရှိမယ်ဆိုရောတက်ကဲ့သို့ကျွန်တော်တို့ကောင်းစားရတဲ့ခွင့်ဖခင်ကပြင်ဆင်ပေးမှာဖြစ်ပါနောက်တစ်ယောက်ကတော့ကျွန်တော်တို့အာဗြဟံနဲ့အိဇက်ဖြစ် အာဗရန်နဲ့ဣဇက်နဲ့ကြည့်တဲ့အခါမှာအာဗရန်ကလည်းအိုမင်းကြီးရောတားရဖို့ဘလို့မှမဖြစ်နိုင်တော့ဘူးဒါမဲ့လည်းကျန်းစာတွေကိုကြည့်တော့လည်းမဖြစ်နိုင်ဘူးလားပြောလူများနဲ့ရလိုက်တာလေအများကြီးပဲနောက်ပိုင်းထွက်လာနော်ပြီးမှရင်စာရာဘလို့မှမဖြစ်နိုင်တော့ဘူးစာရာတော့မဖြစ်နိုင်ဘူးအဲ့တော့ဖခင်ကအာဗရာဟံကိုတောင်းမင်းအချစ်ဆုံးသားကိုငါ့ကိုပူဇော်ပါ လမ်းဆုံးသွားပြီအာဗြဟံရဲ့ဟိုကောင်းကြီးမင်္ဂလာခံစားရမယ်လူမျိုးတော်ဆိုတဲ့နော်သဲလုံးနဲ့မြများပြပါတယ်ဆိုတဲ့လူမျိုးတော်ရဲ့ဇလန်းကဆုံးသွား။ဘာကြောင့်လဲအိရှက်ကဒီအမွေခံဒီအမွေခံကိုတတ်ရမယ်ဆိုလမ်းကဆုံးသွားပြီအာဗြဟံရဲ့နောက်ဆုံးမယ်။အဲ့တော့အာဗြဟံကဖျားဖို့ပြတဲ့အတိုင်းသူ့သားနဲ့တောင်းပန်သွား ။သွားတော့သူ့သားမေးတာပေါ့။အဖေထင်းလဲပါတယ်၊မိချစ်လဲပါတယ်။ဘမလဲသူ့။ဖေဟာနဲ့သွားပြီးတော့ပူဇော်มาလဲ။ဖေအောင်မင်းမပူနဲ့ဖေဟာပြင်ဆင်ပေးလိုက်။ဒါမှဘာမှမရှိဘူး။ဘာမှမပါဘူး။ပူဇော်စရာဆိုလို့နှိမ်နှက်ခုပဲရှိတယ်။အာဗြဟံကိုပူဇော်မလားအိဇက်ကိုပူဇော်မလားတောင်ပေါ်ရောက်သူတို့နှစ်ယောက်တည်းတက်သွားတာထင်းရဲ့မီးရဲ့ပါတောင်ပေါ်ရောက် ဘာမှလည်းမတွေ့ဘာမှမတွေ့တော့ပူဇော်ဖို့ရန်အတွက်ဖခင်ကပြောထားတဲ့အတိုင်းဣဇက်ကိုထင်းပေါ်မှာတင်လိုက်ကဲပူဇော်တော့မယ်လက်လည်းမြောက်လိုက်တော့နောက်ဆုံးချိန်မှာအဲ့လက်ကအောက်ကျတာနဲ့သူ့သားသိအဲ့နောက်ဆုံးချိန်မှာဖခင်ကသူ့တားတားရုံမဟုတ်ဘူးဒီတားကိုစားပူဇော်မဲ့အရာကိုဖခင်ကပြင်ဆင်ပေးတယ် ဒီအဖြစ်ပြက်ကိုကျွန်တော်တို့စဉ်းစားကြည့်ပါအခုကားတစ်စီးရှိတယ်ဖျားရောက်အဲ့ကားလှူပါဆိုလှူမလားစောကောပဲရစောကောပြန်ရင်အဲ့ကားထားခဲ့ဆိုထားခဲ့မလားမထားခဲ့ဘူးကိုဇော်တော့မှလည်းကလေးနှစ်ယောက်ရှိတယ်တယောက်ကိုဖျားเจ้าလှူပါလားဂူဂူနေခဲ့မလား မနေခဲ့ဘူးသူလည်းမနေခဲ့ဘူးအလိုမတန်မှကြောက်စရာကောင်းတဲ့ဖခင်ရဲ့စိန်ခေါ်မှုအာဗြံရဲ့ယုံကြည်ခြင်းကိုစမ်းတဲ့အခါမှာသူ့မှာနှစ်ယောက်မရှိဘူးတစ်ယောက်ပဲရှိတာဂရိတော်နဲ့ဆိုင်တဲ့သားနှစ်ယောက်ရှိလို့တစ်ယောက်တောင်းရင်တော်သေးတယ်တစ်ယောက်တည်းရှိတဲ့လူတစ်ယောက်တည်းတောင်းစဉ်းစားကြည့်အာဗြံဘလောက်ကြီးဖခင်ကျွန်တော်ဆိုရင်တော့ ။ဖះကိုပြန်ပြောမိလိုက်တယ်။ပြန်ပြောမိမှာဖះဒီတယောက်တည်းရှိတယ်။ကျွန်တော်မပေးနိုင်။ပြန်ပြောမိလိုက်။ဒါမှအာဗြဟံဖះကိုယုံ။ဖះကဒီသားကိုဂတိပေးပြီးသားဒီသားတည်အောင်ပြန်ရှင်နိုင်တယ်ဆိုတဲ့ဖះရဲ့ဂတိတော်သူယုံ။အဲ့ကြောင့်မို့သူ့သားကိုသူခင်းတယ်။သူ့သားကိုသူတတ်ဖို့လုပ်တယ်။ချစ်တော်ညီကောင်မတော်ဒီနေ့ 阿不仁汉，这都用几千亩西瓜园赚的过来。培养高的一下个，不高不培养变生病了。点木样阿片，一上马来排队下来了。培养这个，怕个些是个，拿汤煎阿片。一这个高级名老看啥样的？答一下，下人说对呀、啊。 ဖြစ်တော်ညီကိုမမတို့ဒီနေ့ကျွန်တော်တို့ဘဝအသက်ပြန်လည်ပြီးတော့စမ်းစစ်ရကျွန်တော်တို့ရဲ့ယုံကြည်ခြင်းပြန်လည်ပြီးတော့စမ်းစစ်ရအာဗြဟံရဲ့ယုံကြည်ခြင်းကသူ့သားတေရမယ်အရေးကနေဖခင်ကသူ့သားကိုစားရစ်ပူစော်ခံဖို့ရန်အတွက်ဖခင်ပြင်ဆင်ပေးတယ်ကျွန်တော်တို့ယုံကြည်ခြင်းရှိမှာ ဖခင်ကကျွန်တော်တို့ကိုစားသူ့သားကိုအတေခံပေးမှာဖြစ်တယ်။အဲ့ဒီသားတော်ကိုမယုံတဲ့သူဘယ်သူမှကဲတင်ခြင်းကိုမရရှင်းရှင်းလေးပဲအာဗြဟံကဖခင်ကိုယုံတဲ့အတွက်ကြောင့်သူ့သားရဲ့အသက်ကိုကယ်နိုင်လို့ကျွန်တော်တို့ကဖခင်ကိုယုံမှကျွန်တော်တို့အသက်ကိုပြန်ကယ်နိုင်မှာဖြစ်တယ်။ချစ်တော်ညီကောင်မတော်တို့ဒီနေ့ကျွန်တော်တို့ ယုံကြည်ခြင်းအရာမှာအာဗြဟံကဲ့သို့ဒွိဟမဖြစ်ဘဲနဲ့ဖျားပေါ်မှာလုံလုံညာညာယုံကြည်တဲ့သူတွေဖြစ်ဖို့ရင်အတွက်လိုအပ်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ပေထရုရဲ့အသက်တာဖြစ်သူအားကြတော့ထူးခြားဘာမဆိုသူလှုပ်ခြင်းနဲ့ဘာမဆိုသူဆရာကြီးလှုပ်ခြင်းနဲ့ပြောခြင်းနဲ့ကိုင်းခြင်းနဲ့သွားခြင်းနဲ့လာခြင်းနဲ့တခင်ခရစ်တော်နဲ့တီးတန့် နော်သူတွေ့ရမယ့်အချိန်မျိုးမှာ तू အမြဲတမ်းပါလျာငပိချက်ဖြစ်တစ်ချိန်တစ်ခါမှာသခင်ခရစ်တော်ကသူတို့ရှိတဲ့လေနေရဘူးဆက်တော်ပြန်ပြန်လာတဲ့ခါကြောက်လန့်သွားတယ်ဒါပေမဲ့ကိုရောဖြစ်တယ်ဆိုတာနဲ့ तू ကဘာရင်ဆုံးပြောလဲဆိုတော့ကိုရောဖြစ်ရင်ကျွန်တော်ဒီရေဘဝနေလမ်းလျှောက်ပြီးတော့လာရတဲ့ခွင့်ကိုပေးပါအာအလုံးတန်မှယုံကြည်တယ်เนาะသခင်ခရစ်တော်မှန်ရင်ကျွန်တော် လမ်းလျှောက်နိုင်တဲ့အခွင့်ရှိတယ်ကိုရောဖေးပါအလုံးမတန်မှယုံကြည်ခြင်းအားကြီးတဲ့သူဖြစ်တယ်ဒါပေမဲ့အဲယုံကြည်ခြင်းအားကြီးတဲ့သူတယောက်ကတွားတာလျှောက်တာရတယ်ဒါပေမဲ့ဘေးကိုလည်းချိန်လိုက်ပေါ့ရေထဲကိုပလုံးဆိုနဲ့အဲလူကတက္ကະတဲ့ရေကူးတက်ဒီကူကျွမ်းတယ်လို့တောင်ပြောရအောင်။နော်ရေငုတ်ပြီးပိုင်ကြီးဖြုတ်တာတွေပါလေသူတို့ရှိမှာပဲ ငါဖမ်းရတဲ့အလုပ်ငန်းတွေတဲ့အလုပ်မဟုတ်ဒါပေမဲ့ဒီတငါတဲ့ရေကူးထွန်းကျင်တဲ့လူတယောက်ကသခင်ခရစ်တော်ကိုမကြည့်ပဲနဲ့တခြားအရာကိုကြည်တာနဲ့သူယုံကြည်ခြင်းကပလုံမဲ့ဒီနေ့ချစ်တော်ညီကောင်မောင်မတို့ဒီနေ့ကျွန်တော်တို့ယုံကြည်ခြင်းတရားကိုနောက်ဆုံးချိန်ထိခိုင်မြဲဖို့ရင်တွေ့လို့အပ်တယ် ။တစ္ဆာတရားနောက်ဆုံးချိန်ထိကျွန်တော်တို့ခိုင်မြဲဆိုမြဲဆိုရင်ဖခင်ကကျွန်တော်တို့ကိုယခုဘဝနောက်ဘဝထာဝရကယ်တင်ခြင်းစုကျေးဇူးနှစ်ဖျားကိုပေးมาဖြစ်တယ်။ယခုဘဝမှာနော်ခုနကကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းစာမှာဖခင်ခင်မတတ်နိုင်တဲ့အမှုရာမရှိဘူးတဲ့နော်ကျွန်တော်တို့ကျွန်တော်တို့မလုံနိုင်တာတွေလုံနိုင်တာတွေအကုန်လုံးဖခင်ကတတ်နိုင်တယ်လုံပေးတယ် ကျွန်တော်တို့စိုးရင်ရင်မှုတွေကိုဖျားလက်ထဲကိုအပ်ပါဖျားအကုန်လုတ်ပေးလိုက်ဒါယခုဘဝနောက်ဘဝအတွက်တခင်ခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းဟာထာဝရအသက်ကိုရမယ်ဆိုတဲ့နောက်ဘဝနှစ်ဖြာသောကောင်းကြီးကိုဖျားကပြင်ဆင်ပေးတာဖြစ်ပါဒါပေမဲ့ဒီထဲမှာကျွန်တော်တို့ဂယုဆိုင်ရမှာ ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့သစ္စာတရားကျွန်တော်တို့ဖြောင်းမတ်ခြင်းတရားကိုနောက်ဆုံးအချိန်ထိမာမာမတ်မတ်ရက်တည်ဖို့ရင်အတွက်တော့လိုအပ်ပါတခါတည်းရင်မှာတခင်ခရစ်တော်ကိုကြည်ရှောက်နေပြီမဲ့ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဖြောင်းမတ်ခြင်းတွေကအိုက်လန်ကနေလွဲသွားတတ်ပေတတုလိုပဲလွဲသွားတတ်ဒါပေမဲ့တခင်ခရစ်တော်ကို ပြန်ခေါ်ရင်ခေါ်တဲ့အချိန်မှာကျွန်တော်တို့အိုက်သခင်ခရစ်တော်ရဲ့ထူမှခြင်းကိုခံရမှာဖြစ်ပါတယ်လူတိုင်းအားနည်းပါเนาะလူတိုင်းလဲကြတတ်လူတိုင်းမပြည့်စုံဒါမဲ့ပြည့်စုံစေတဲ့အရှင်ကသခင်ခရစ်တော်တပါးကြီးသာရှိပါတယ်ချစ်တော်ညီကိုမောင်မတော်ဒီနေ့နောက်ဆုံးချိန်ထိကျွန်တော်တို့သစ္စာရှိတဲ့ယုံကြည်သူတွေနောက်ဆုံးချိန်ထိ ထာဝရဘုရားကိုသာယုံကြည်ကိုးကွယ်တဲ့သူတွေဖြစ်ဖို့ရန်အတွက်ဒီနေ့ကျွန်တော်တို့အသက်ရှင်တဲ့အရာမှာကြိုးစားဖို့ရန်အတွက်ခွန်အားပေးလိုပါတယ်။လဲကြတဲ့အခါမှာကျွန်တော်တို့သခင်ခရစ်တော်ကိုတတိယခြင်းအဖြစ်ဤနေရာကနေထူမှပြီးတော့ပြန်လည်၍နှစ်ဆသောယုံကြည်ခြင်းနဲ့သခင်ခရစ်တော်နဲ့ဘုရားသခင်အတွက်ဆက်ကပ်စေခံနိုင်တဲ့သူတွေဖြစ်ပါစေလို့ဤနောက်ကပတ်တော်အဖြစ် ခွန်အားပေးတိုက်တွန်းလိုပါတယ်။ဈာနာသူရောက်စီတိုင်းကိုဖျားခင်ကောင်းကြီးပေးပါစေ။